အမှန်တမ်းပြန်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီကလေးတွေအများသောပြရနိုင်ငံမဲ့လိုမျိုးအခြေအနေဖြစ်နေတော့ဘောနော်ဆိုတော့ဘာဆာရွက်ဆာတမ်းမှလည်းမရှိဘူးမြန်မာပြည်ကမှတ်ပုံတင်လည်းမရှိထိုင်းနိုင်ငံကမှတ်ပုံတင်လည်းမရှိနော်အ ਨੇ စုံထိုင်းနိုင်ငံပေးတဲ့မွေစင်းတစ်ခုရဖို့တော့မှဒါလောက်ရမယ်ဆိုရင်တော့ဘယ်လိုပဲပြောပြောဥပဒေမှာတော့ပြထားပြီးမှတကယ်ကြကြတော့လောက်ရတာအခက်ခဲအများကြီးရှိရောဘောနော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီနိုင်ငံမဲ့ဖြစ်နေတယ်ဗောနော်ဒါမဲ့မိဘတွေကမြန်မာပြည်သားတွေမဟုတ်လို့ဒီကလေးတာတော့မြန်မာပြည်သားကလေးတော့မှန်ပါတယ်သူတို့အနေနဲ့ ဟိုအစွမ်းစားရှိတဲ့ကလေးကြအများကြီးပေါ့နော်သူတဖြည်းဖြည်းကျွန်တော်တို့ migrant ကြောင်းရဲ့အခြေအနေကနေမှသူတို့အရန် အရေးချင်းရှိလာတဲ့အရန်အစွမ်းစားရှိတဲ့ကလေးဆိုတဖြည်းဖြည်းနဲ့နောက်ဆိုလို့ရှိရင်နိုင်ငံအစ်စ်ပြောင်းရမယ့်ဟာတွေလည်းနောက်ဆိုဖြစ်လာတဲ့ခါကျရင်ကျွန်တော်တို့မှာပေါ်ပြစားနိုင်ငံမရှိဘူးပေါ့နော်ဆိုတော့အာနောက်ဆိုရင်တကယ်လို့မြန်မာနိုင်ငံရဲ့အရန်ကောင်းလာတဲ့ခါကျလို့ရှိရင်ဒီကလေးတွေဒီမိသားစုတွေကလည်းနောက်ဆိုရင်မြန်မာပြည်မှာပြောင်းပြီးအခြေချလာနိုင်မယ်နိုင်ငံရဲ့ကိုစားပြုတ်နော်ဟိုဘယ်လိုပြောမလဲအရန် အရန်တော်တဲ့ကလေးအများကြီးဖြစ်လာမှာပေါ့နော်အခုကတော့ကျွန်တော်တို့ကထုတ်ပြစရာကိုကနိုင်ငံကိုစားပြုပုံစံမျိုးမရှိတဲ့ပုံစံမျိုးတော့ဖြစ်တော့ဖြစ်နေတာပေါ့နော်ကလေးတွေဒါဒါလည်းကျွန်တော်တို့ကိုယ်တိုင်လည်းကြုံရရတဲ့အရာမျိုးတွေပေါ့နော်ဟုတ်ကဲ့ပါအာကျွန်တော်နေရတော့ အာအကောင်စားတော့ကျွန်တော်နိုင်ငံရဲ့အရန်တိုးတက်လာမယ်ပြီးလို့ရှိရင်စစ်စစ်တွေလည်းပြည်သူစစ်တွေလည်းမရှိတော့ဆိုကျွန်တော်တို့ရဲ့ခလေးတွေကဒါနိုင်ငံမှာမရှိနိုင်ငံမဲ့တဲ့ဆိုတော့ပုံစံမျိုးမဖြစ်တော့ဘူးကျွန်တော်တို့မြန်မာနိုင်ငံကိုပြန်လည်နိုင်ပြီးတော့ကကောင်းလေးရက်တည်နိုင်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံကလည်းဒါဆိုရင်ကဘာလည်းလူအများကြီးပို့တည်လာမှာပေါ့နော်နှုံးမဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံတဖြည်းဖြည်းနဲ့ကျွန်တော်တို့က ထိုင်းနိုင်ငံကနေမှကျွန်တော်တို့ဝိုင်းပြီးတော့တစိ့တစ်ပိုင်းကူညီပေးတဲ့အတွက်ကြောင့်တချို့ကလေးတွေဆိုလို့ရှိရင်ထိုင်းဘက်ချမ်းမှာပဲထိုင်းနိုင်ငံရဲ့ကိုစားပြုအနေနဲ့လည်းဖြစ်သွားတာတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြတော့အဲစိုးရိမ်စရာလို့ပြောရမလားကောင်းလားမကောင်းလားတော့ပြောမတတ်တော့ဘူးပေါ့နော်